ငယ်တကားနေပြီးတော့ယူထားတဲ့ဟာတွေရှိတယ်အဲဥစ္စာတွေကိုပြည်သူတွေကိုတတ်ဖို့အတွက်အခုလိုမျိုးလက်နက်ခဲယမ်းတွေမဝယ်ဘူးလို့မပြောနိုင်ဘူးဒီကောင်တွေကအဲ့ဟာအတွက်ပဲအမြဲတမ်းလိုက်လုံနေတဲ့ကောင်တွေပေါ့နော်မင်္ဂလာပါဒါပခုတ်ကူမှာပေါ့နော်ဒါဘုံကျဲပို့လာတဲ့စက်တက်လီဒီပါရာမိုတာပေါ့နော်ဒီကောင်တစည်းကိုတလိုင်းတက်ဖွဲ့တွေကပြစ်ချနိုင်တယ်ပြစ်ချနဲ့တန်ရိုက်ပြုတ်ကြတဲ့အချိန်မှာ တစည်းပြုတ်ကြတယ်ပေါ့ဗျာဒါကျဲဖို့လာတာ၃စည်း၃စည်းလာတဲ့အချိန်မှာတစည်းကိုဒါလက်နက်ငယ်နဲ့ပစ်ခတ်တဲ့အချိန်မှာတစည်းကပြုတ်ကြတယ်အဲပြုတ်ကြပြီးတော့လိုက်ရှင်းတဲ့အချိန်မှာအာလူတော့မမိလိုက်ဘူးပေါ့နော်အဲဆက်တက်လီဒီလုံးဝမျက်မြင်တွေ့သလိုပြီးရင်ဗီဒီယိုမှတ်တမ်းတွေလည်းရိုက်ယူနိုင်ခဲ့ကြတယ်ပေါ့နော်အဲဆက်တက်လီဒီရဲ့ပုံစံကအစဒါပြည်သူတွေရောဒါဒေါ်လာရင်းတက်ဖွဲ့တွေရောသိအောင်ဆိုပြီးတော့ဒါသတင်းဌာနတွေမှာတင်ပေးနေရတယ်ရှိတယ်ပေါ့နော်အဲတော့အဲ့ဒီမှာအဲပြောရမယ်ဆိုရင်၃စည်းလာတယ်ပေါ့နော်၃စည်းလာတဲ့အချိန်မှာလက်နက်ငယ်နဲ့ပြစ်ချတယ် ဘာမှကျွန်တော်ဒါလင်းပြစ်တွေဘာတွေဆိုတဲ့ပုံစံမျိုးနဲ့မဟုတ်ဘူးအဖွဲတွေကကျုံလုံးကိုချရမယ်ဆိုပြီးတော့ချကြတယ်အဲ့မှာကံကောင်းထောက်ပါဆိုတာ ਨੇ ပြင်းနိုင်ခဲ့တယ်ဗောနော်ပြင်းနိုင်တဲ့အချိန်မှာဒီကောင်ကံကောင်းတာလွတ်သွားလို့ဗောနော်အဲ့မှာ၃၃ယောက်စီးလို့ရတဲ့အနေအထားမျိုးလဲတွေ့ရတယ်ပြီးရင်ဘုံသီးတက်ထားတဲ့ပုံစံလဲတွေ့ရတယ်ပြီးတော့ကြလုံးဝအစ်စ်ဗောနော်မောင်းတဲ့ကောင်လွတ်သွားတယ်ဆိုတာလဲဒါတခြားကြောင့်မဟုတ်ဘူးအဖွဲတွေကလိုက်ပြီးရရှင်းလင်းတဲ့အချိန်မှာအဲ့ဟိုကောင်တွေကလဲတစည်းကြသွားပြီဆိုတာ ਨੇ လုံးဝအလုံးရင်းနဲ့တက်လာအင်းက၁၀၀လောက်တောင်ရှိတယ်ဗောနော် ပြတကြခါရောဘာရောပါတယ်ဆိုရောပြောတော့နော်အဲအဲ့လိုပုံစံမျိုးနဲ့တက်လာပြီးတော့ဟာငါတို့ကြောက်သွားတဲ့နေရာလိုက်ရှာအောင်ရအောင်ဒီကောင်တွေလက်ထဲပါခံလို့မရဘူးဆိုတဲ့ပုံစံမျိုးနဲ့ဟိုဘက်ကကောင်တွေကလည်းတက်လာတာပေါ့တက်လာတဲ့အချိန်မှာတက်ဖွဲ့တွေကပြန်ပြီးတော့ဆုတ်လိုက်ရတယ်အဲ့တော့ကျတော့မယူနိုင်ဘူးပေါ့ယူခဲ့ရင်တော့ပြီးပြီပေါ့နော်မယူနိုင်ခဲ့ဘူးအဲအကြောင်းလို့ပဲမီရှိုဖြက်စီးတာမျိုးတွေလောက်ခဲလက်ရတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်အဲ့ဒါတကယ်မိုက်တယ်တကယ်မိုက်တယ်ဆိုတာဒီကောင်တွေအခုလုံနေတဲ့ဟာတွေရဲ့တက်တွေကိုအာလုံးဝဗီဒီယိုမှတ်တမ်းကြီးနဲ့ရလိုက်တာပေါ့နော် ဲ့မှာဆက်တက်လီဒီမှာပါတဲ့ဒီဘုံဒီတက်ထားတဲ့ပုံစံမျိုးတွေအားစပါတယ်အသုံးပြုထားတဲ့ပုံစံတွေဆက်ပစ္စည်းအစိပ်ပိုင်းတွေအဲ့ဒါတွေအကုန်လုံးရလိုက်တာဟုတ်ဒါတော့ကြတော့ဒါကဒီလိုမျိုးဟာတွေကိုသုံးပြီးတော့ပြည်သူကိုဘုံကျဲဖို့လုပ်နေပါလေဆိုတဲ့ဟာကအစကျွန်တော်တပ်ဖွဲ့တွေကတက်တည်အဖြစ်နဲ့ယူလာနိုင်ခဲ့တာကတော့ဖို့တန်တယ်ဗောနောဖို့တန်တယ်ဒီဟာကြီးပါရလိုက်တော့ပိုကောင်းတာဗောနောပိုကောင်းတယ်ပြီးတော့နောက်ဆိုရင်ဒါကျွန်တော်တပ်ဖွဲ့တွေကပါရာမိုတာမောင်းတဲ့ပုံစံမျိုးတွေအားရအစလို့လိကျင်ထားအောင်ဗောနော ပြောလို့မရဘူးကျောင်းအဖွဲ့တွေကတကယ်မောင်းနိုင်တဲ့အနေထားလေးမှာမောင်းလို့ရတဲ့အဆင့်လို့ပြောလို့ရတယ်ပြီးရင်ဒါတစ်ခုခုဆက်ပစ္စည်းတစ်ခုခုပေါ့နော်မြင်လိုက်ပြီးဆိုရင်ဒါကဘာလို့တုံးထားတယ်ဘလို့မျိုးစားကိုတက်ဆင်ထားတယ်ဒီဟာရဲ့စွမ်းအားဘလောက်ထိရှိတယ်ဆိုတဲ့ဟာမျိုးတွေကိုချက်ချင်းလုံးဝအလွတ်ပြောနိုင်တဲ့အဆင့်ထိကျောင်းတက်ဖွဲ့တွေဘက်မှာဒါမြင်မာတဲ့ဒါအသိပညာမြင်မာတဲ့လူတွေအတတ်ပညာမြင်မာတဲ့လူတွေအများကြီးရှိတာ哦အဲကြတော့နောက်ပိုင်းနေမှာအဲ့ဒီအတွက်တောင်မှပြင်ဆင်ပြင်ဆင်ထားလို့ရပြီပေါ့နော်အဲနောက်တစ်ခါဒီဒီတရား နောက်တစ်ခုကဒီပါရမတာပေါ့နော်ဒီစက်တက်လေဒီကိုဒါပခုတ်ကူနေတဲ့မှာရှိတဲ့တက်တွေမှာသူကအစည်းရေမနစည်းလဲဆိုတော့ဒါတရားတစ်ထဲမှာဆိုရင်ဒါလေးစည်းပေါ့နော်အဲပခုတ်ကူလေရင်ခွဲမှာဆိုရင်လေးစည်းပြီးရင်စိတ်ဖြူကပ္ပစ22မှာဆိုရင်5စည်းအဲဒါပေမဲ့အဲ့စိတ်ဖြူကပ္ပစ22မှာကျတော့5စည်းထဲမှာသူက3စည်းကကောင်းတယ်2စည်းကတော့မကောင်းဘူးပေါ့နော်ဆက်ချွေမှုရှိတယ်ဆိုပြီးတော့သိရအဲ့တော့အဲ့လိုပုံစံမျိုးဖြန့်ဖြန့်ဖြန့်ခွဲထားတာပေါ့နော် လေးစီးလေးစီး၈စီး၅စီးနဲ့ဆိုရင်၃စီးပေါ့နော်၃စီးမှာသူက၁၇စီးလောက်တုံးလို့ရတဲ့အနေထားပေါ့အဲ့လိုပုံစံမျိုးနဲ့သူတို့ဖြန့်ဝေထားတယ်ပေါ့နော်ဒီစက်တက်လေဒီတွေကိုတွေ့တွေ့ကြဲကြဲဘုံကျဲဖို့အတွက်တုံးပြဖို့အတွက်သူတို့တွေရွေလာတယ်အစ်စ်အစ်စ်တွေလည်းထပ်ပြီးတော့လုံနေရရှိတယ်အဲ့တော့ဒီပခုတ်ကူနေရာတစ်ခုထဲမှာတင်မယ်အဲ့လောက်အနေထားရှိတယ်ဟဲ့ဆိုရင်ကြံတဲ့နေရာတွေမှာလည်းအခုလိုမျိုးအများကြီးဖြန့်ဝေထားမယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်သုံးသပ်လို့ရတယ်အဲ့တော့ဒီစက်တက်လေဒီကလည်းနောက်ပိုင်းကာလတွေမှာကျွန်တော်တက်ဖွဲ့တွေအတွက်စိန်ခေါ်ချက်တစ်ခုဖြစ်လာလိမ့်မယ် ဘာဖြစ်ဖြစ်ဒီကောင်းနေကိုပြန်ပြီးတော့တုံ့ပြန်နိုင်တဲ့ဟာမျိုးတွေကျွန်တော်တို့တွေကပြင်ဆင်ထားသင့်တယ်ပေါ့နော်ထားသင့်တယ်အဲလက်လုံးမှာတော့ပေါ့နော်ခုနလိုဒါပြစ်ချနိုင်တယ်ဆိုတာဒါခုနအဲဖြစ်သလိုပုံစံမျိုးနဲ့ပေါ့နော်ရှိတဲ့လက်နဲ့နဲ့ဆော်လိုက်တာပေါ့နော်ဒါအချိန်ကြီးကောင်းပြီးတော့ဒီလိုဖြစ်သွားအဲ့တော့ဒါကတော့အားရစရာပေါ့နောက်တစ်ခုကတော့ဒါကျွန်တော်တို့30မီလီမီတာကန်နုံပေါ့နော်အဲအဲ့ကြီးတွေကိုဒါတရုတ်ထုတ်ကြီးတွေဆိုပြီးတော့ဒါတရုတ်ရဲ့အဲစာတန်းတွေပါတယ်ပေါ့နော်တရုတ်စာတွေပါတဲ့ကြီးတွေပေါ့နော်အဲ့ကြီးကိုနေရစာတွင်တက်ဖွဲ့တွေရတာရှိတယ်အဲ့ဒါဘာမှလဲဆိုတော့ မကွေးပခုတ်ခုနေတဲ့ရပါဘောเนาะဒါဖလန်အိုရဲ့ဆယ်ပင်စုရဲ့ရွာတဲ့ရွာရဲ့အဲ့ရွာတွေကိုဒါပြစ်ခတ်တဲ့အခါမှာအဲ့ကြည်တွေရရတဲ့အဲလာပြစ်တာကလည်းမကွေးလီတက်ကနေပြီးတော့လာပြစ်တာပါဘောเนาะအဲ့ကြည်တွေကိုတုံးတဲ့လေရင်နေဆိုရင်ဒါ mid 29ရှိတယ် f7 ရှိတယ်ပြီးရင် mi 35ရှိတယ်ပါဘောเนาะအဲ့တော့အခုဟာကတော့ f7 ဖြစ်ဖို့များတယ်ဆိုပြီးတော့သိရတယ်အဲ့တော့ဒီကောင်တွေကဒါဒီကြည်တွေကိုအဲတဖက်နိုင်ငံကနေပြီးတော့ဒါဝယ်ယူရတဲ့အနေအထားပါเนาะအဲဒီလိုမျိုးဝယ်ယူနိုင်တဲ့အနေအထားရှိသေးတယ်ဆိုပြီးတော့လေဒါကျွန်တော်သုံးသပ်ရတယ်အဲ့တော့ကျတော့ ဒါစစ်ကောင်စီကိုအထင်သေးလို့တော့မရဘူးပေါ့နော်အဲကျွန်တော်အလုံးရဲ့တွေးကတော့ခုနလိုပေါ့ဒီကာဘဆာတွေကိုဥနိုင်နိုင်လိုက်နိုင်ပြီဆိုရင်ဒီကောင်နေအဲခုနလိုလုံးဝဆုံးသားမျိုးစလစ်သွားမယ်ဆိုပြီးတော့တွေးကြမျိုးကြီးလည်းရှိတယ်ဒါလည်းတဖက်တလန်အမှန်နေပေါ့နော်ဒါပေမဲ့သူတို့မှလည်းအဲ့ဟာတွေကိုတွေးမိပြီးရဲ့အပြင်မှာခုနလိုအရန်အစီအစဉ်နေနဲ့အမြဲတမ်းလှုပ်ဆောင်လေးရှိတယ်ပေါ့နော်အဲ့ဒါကတော့ဒါနိုင်ငံခြားကနေဝယ်ယူလို့ရအောင်သူတို့ နီလန်တစ်ခုခုနဲ့တို့ဆောင်ရွက်ထားတာမျိုးဖြစ်နိုင်တယ်အခုဆိုလည်းဒါငလင်နဲ့ပတ်သက်ပြီးတော့တို့အကူအညီတွေအများကြီးနိုင်ငံတကာနေပြီးတော့ယူထားတဲ့ဟာတွေရှိတယ်အဲဥစ္စာတွေကိုပြည်သူတွေကိုတတ်ဖို့အတွက်အခုလိုမျိုးလက်နက်ခဲယမ်းတွေမဝယ်ဘူးလို့မပြောနိုင်ဘူးဒီကောင်တွေကအဲ့ဟာအတွက်ပဲအမြဲတမ်းလိုက်လုံနေတဲ့ကောင်တွေပေါ့နော်အဲကြဒီငလင်ဘေးဒဏ်ဖြစ်သွားပြီဆိုတဲ့အချိန်မှာတို့အတွက်တချို့အရာတွေမှာအခွင့်အလမ်းကောင်းတွေဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့အဲဥစ္စာတွေကိုလည်းကျွန်တော်တို့သတိထားရမယ်အဲလောကအထင်သေးလို့တော့မရဘူးပေါ့နော်သူကသူနေစဉ်နဲ့မျှကြာရှုံးနေတာတော့မှန်တယ် ဒါပေမဲ့အဲ့ဟာတက်ပို့ပြီးတော့ကျွန်တော်တို့တွေအားဆိုင်လို့လိုတယ်လုံးဝကြီးကျွန်တော်တို့အောင်မြင်သွားတဲ့အနေထားတခုမဖြစ်သေးဘူးအဲ့တော့ကြာအားလုံးပြီးသွားပြီဆိုတော့ဒီနေ့ရောက်ဖို့အတွက်ကိုတော့ကျွန်တော်တို့တွေဆက်ပြီးတော့စူးစမ်းနေအောင်ပါဗောနော်အဲ့အဲ့ dotting မှာရန်သူကိုအထင်သေးပြီးတော့ကျွန်တော်တို့ကဆုံးရှုံးနေတာမျိုးတွေမဖြစ်ဖို့အရန်ရေးကြည့်တယ်ဗောနော်နောက်တစ်ခုကတော့ဒါကျွန်တော်တို့ last show ဗောနော် last show ရဲ့အချိန်ကြီးကတော့အားလုံးသိတဲ့အတိုင်းပဲစကောင်စီကဒါတဖွဲ့ဖွဲ့နဲ့ဝင်လာနေတယ်ဗောနော်အဲ့အစောပိုင်းကာလမှာလည်းဒါကျွန်တော်တို့သိရသလောက်အချက်လက်တွေပြပြပေးထားရှိတယ်အဲပြီးရင်မှတ်တမ်းတွေအစားဗောနော် ချုပ်ပူပေးလာရရှိတယ်အဲအဲ့လိုမျိုးဝင်လာတဲ့ဟာကို အဲခုနလိုကြိုဆိုတဲ့ကောင်နေပေါ့နော်ဘုံမတွေတက်ကိုထောက်ခံတဲ့သူတွေအတက်တိုင်းဝိုင်းနေလဲရှိသလိုပေါ့နော်အဲပြီးရင်ခုနလိုအဲမကြိုက်မနစ်တက်တဲ့လူတွေကလည်းဒီလိုမျိုးဝင်ရောက်လာတဲ့အတွက်စိတ်နှောက်ရှက်တွေဖြစ်ရတယ်စိုးရိမ်မှုတွေရှိလာတယ်ပေါ့နော်ဘာဖြစ်ဖြစ်စစ်တပ်ကတော့အဲ့နေရာကိုပြန်ပြီးတော့နေရာယူဖို့အတွက်ပြင်ဆင်နေတယ်ပေါ့နော်ဒါပေမဲ့အခုမြင်ရတဲ့လောက်ပုံစံမျိုးကတော့ဒါသူတို့ကလုံးဝအခွန်ကြီးအခွန်ကြီးအဆအနေပြန်စားရတဲ့ပုံစံပေါ့ဗျာ အဲ့ဒါကြောင့်သူတို့ရောက်လာပြီဆိုတဲ့အချိန်မှာသူတို့လိုက်ပြီးရှင်းလင်းရေးတွေလုပ်တဲ့အချိန်မှာလုံးဝအစုတ်ပြတ်လုံးဝအမိုက်ပုံကြီးလိုပဲဗျာအဲ့လိုဟာမျိုးတွေကိုသူတို့တွေစပြီးရှင်းလင်းရေးပုံစံမျိုးတွေသူတို့လောက်ရတဲ့အနေအားအဲ့ဒီကနေပြန်စရမှာပေါ့နော်အဲ့တော့အရန်သူတို့တို့အချိန်အများကြီးယူပြီးမှလောက်ရမယ့်အနေအားတစ်ခုတော့မြင်တယ်ဒါပေမဲ့လည်းအခုချက်ချင်းလက်ငယ်အဲ့နေရာကိုရောက်ပြန်တယ်ဘာလို့လဲဆိုတာစစ်တပ်ရဲ့စောက်ကျင်ဖျောက်လို့မရတဲ့စောက်ကျင်ပေါ့နော်အဲ့ဒါတော့ဒါအီဒီတရားမှာပေါ့နော်အဲတိန်ဒီဘက်ကလာတဲ့ကားတွေအေစီကားတွေဆိုရင်ဒါစစ်တပ်ကပတ်စံကောက်တယ်ပေါ့နော်ပတ်စံနေကောက်တယ် ဂိတ်ဂိတ်ကောက်တဲ့ပုံစံမျိုးပြန်လှုပ်တာဗျာတရတစည်းကို3000ဆို3000 5000ဆို5000 1000ဆို1000ဒါမျိုးပုံစံမျိုးတွေနဲ့ပြန်ပြီးတော့ကောက်ခံနေရရှိတယ်ဗောနော်အဲ့ကြအဲ့ဥစ္စာတွေကိုကြည့်ရတာဒါလုံးဝဒါစစ်တက်ဆိုတာဒါပဲမင်းအောင်လည်းစစ်တက်ဆိုတာဒါပဲဆိုပြောလို့ရမင်းတို့ကောင်တွေလှုပ်တက်တဲ့စောက်ချင်းရဒီဟာပဲအဲ့ကြပြည်သူကိုနှိပ်စက်မယ်ပြည်သူစီကနေပြီးတော့ဂုတ်သွေးဆုပ်မယ်ပြည်သူစီကနေကြိုးမြတ်ရှာမယ်ပြည်သူကိုအနိုင်ကျင့်မယ်ဒီလိုကောင်မျိုးတွေကို ီလိုမျိုးနေရာမှာပန်ပြီးတော့ဒါလက်ခံလဲရတာလေဒါမကြည်နဲ့စရာတစ်ခုပေါ့နော်အဲအခြားနေရာတွေမှာအဲ့လိုပုံစံဖြစ်လာပြီးဟေ့ဆိုတဲ့ခါကျရင်ကျွန်တော်က ဒါလာရှိုးလိုမျိုးမှာဖြစ်ဖို့အတွက်ကိုကျွန်တော်အများကြီးပြင်ဆင်ထားတဲ့နယ်လို့ကျွန်တော်လည်းယူဆတယ်ဗောနော်ဒါပေမဲ့လည်းတည်ကြပါတယ်တရင်ကောင်းတွေထက်လာဖို့ရှိတယ်ဗောနော်အဲဥစ္စာအတွက်လည်းကျွန်တော်စိတ်ရှိရှိနဲ့ဆောင်ကြဖို့လည်းရည်ကြည်တယ်ဗောနော်အဓိကတော့ကျွန်တော်ရှေ့မှာရှေ့ဗီဒီယိုတစ်ခုမှာကျွန်တော်ပြောခဲ့တယ်ဒီကောင်းလေးရောက်လာပြီဆိုတဲ့အခါကျရင်ခေါင်းလေးဝင်ပြစီကိုလေးဝင်ပြစီလှုပ်လိုက်မယ်ဆိုပြီးပြောတဲ့အတိုင်းပဲအခုတော့အဲ့လိုပုံစံမျိုးတွေလှုပ်လာပြီရောက်တာမှနှစ်ရက်နဲ့တစ်ပိုင်းရှိသေးတယ်အခုပြည်သူနှိမ့်ဆက်တဲ့ပုံစံမျိုးတွေဖိနေတဲ့ပုံစံမျိုးတွေသူတို့လှုပ်လာနေပြီဗောနော်အဲ့တော့ကျတော့ဘယ်တော့မှ မယုံရတဲ့កောင်းនេះប៉ុเนาะဒီလိုအကျင့်နေရတာဖြောက်လို့မရဘူးဆိုတဲ့ဟာကိုလည်းဒါသိစေခြင်းတယ်ប៉ុเนาะနောက်ထပ်ကျွန်တော်စုံစမ်းနေရာကြီးလည်းရှိတယ်အဲဥစားကြီးသိရပြီဆိုရင်လည်းကျွန်တော်ထပ်ပြီးပြောပြပါအောင်ပဲဗျအဲနောက်တစ်ခုကတော့ဒါကျွန်တော်ရုရှားရုရှားប៉ុเนาะဒါမေလ9ရက်နေ့မှာကျင်းပမဲ့ရုရှားဒါည80ပြည့်ဒါသူရဲ့ဆေးပြအခမ်းအနားပုံစံမျိုးប៉ុเนาะအဲ့ဒီမှာသူကဗာလဲဆိုတော့ဒီစစ်ကောင်စီဘက်ကနေပြီးတော့ဒါသူက အဲ့မှာသွားပြီးတော့ပါဝင်ပြီးစီရေးပြမယ်ဆိုပြီးအခုကနဦးသတင်းတွေထွက်တယ်ပေါ့နော်အဲ့9ရက်နေ့မှာတကယ်ပါမပါဆိုတာကိုတော့ကျွန်တော်တို့တစ်ချက်ကြည့်ရမယ်ပေါ့နော်အဲ့မှာသူကဗိုလ်မှူးချုပ်မျိုးဆက်အောင်ဦးစီးရဲ့အဖွဲ့ကိုလှုပ်ပြီးတော့အဲ့မှာပါဝင်ခိုင်းတယ်ဆိုပြီးတော့ဒါသိရတယ်ပေါ့နော်အဲ့သတင်းတွေလည်းတက်လာနေတယ်ပေါ့နော်အဲ့တော့ကျတော့ကြီးတော့ကြီးစရာကောင်းတာပေါ့လေနော်အဲဒီမြန်မာကမြန်မာကစစ်ကောင်းဆောင်တွေကလည်းစစ်ရှုံးနေတယ်ပြီးရင်ရုရှားမှာရှိတဲ့ဒါရုရှားစစ်သားတွေကလည်းစစ်ရှုံးနေတဲ့အနေအထားပေါ့နော် ပြိုပြင်းဖြစ်နေတဲ့အနေအထားအဲ့လိုအနေအထားမှာအဲ့ဒီနှစ်ခုကသွားပြီးတော့ဗောနော်ရင်ဘတ်တူဒီအချင်းချင်းဗောနော်သွားပြီးတော့ပေါင်းစည်းမိတဲ့ပုံစံမျိုးဗောနော်တခုထူးကြတာကခုနကလိုသူတို့ရဲ့စီးအပြခန်းနာမှာကအစပါဝင်ခွင့်ပေးမပေးဆိုတဲ့ဟာရနည်းနည်းထူးကြရတယ်ဗောနော်ပါဝင်ခွင့်ပေးတယ်ဟေ့ဆိုရင်တော့တော်တော်ကိုရုပ်ပေါက်တဲ့အဆင့်ဖြစ်သွားပြီဗောနော်ဒါပေမဲ့တစ်ဖက်မှာကျွန်တော်တို့ပြန်စဉ်းစားကြည့်တော့လေဒီစီးအပြမှာပါဝင်ဖို့ဆိုတာထက်ဗောနော်အဲ့ဒီမှာဒါသူတို့အတွက်အသုံးဝင်မဲ့လက်နက်ခဲရန်တွေကိုတွားပြီးတော့ဝယ်ယူတယ်လို့ပဲကျွန်တော်တို့ကတော့ယူဆတယ်အဓိကတော့ အဲ drone နဲ့ပတ်သက်တဲ့ဟာမျိုးတွေပြီးရင်နှီးပညာနဲ့ပတ်သက်တဲ့ဟာမျိုးတွေပြီးရင် mine နဲ့ပတ်သက်တဲ့ဟာမျိုးတွေပေါ့နော်အဲအဓိကတော့ဒါစစ်ပွဲဒီအခုလက်ရှိဒါမင်းအောင်လည်းရင်ဆိုင်နေရတဲ့စစ်ပွဲကိုသူအဲပြန်ပြီးတော့အထောက်အကူဖြစ်စေမဲ့အရာမျိုးတွေသူတို့တွားပြီးတော့ဝယ်ယူဖို့အတွက်လို့လည်းယူဆတယ်ပေါ့နော်အားကြောင့်မို့လို့ရှေ့မှာသူတို့စီကကောင်းဆောင်နေပြောခဲ့တဲ့စကားလည်းရှိတယ်ပေါ့နော်ပစ္စည်းတွေဝယ်ယူတဲ့ခါကျရင်တေချာစစ်ဆေးဖို့ပေါ့နော်တချို့ဟာအမှန်တော့မဟုတ်ဘူးပစ္စည်းကစစ်ဆေးပြီးတော့သူတို့ဂျင်းကန်ဂျင်းတက်ခံရတာလည်းဖြစ်ချင်းဖြစ်မယ်ညံမမီတာလည်းဖြစ်ချင်းဖြစ်မှာပေါ့နော်အားကြောင့်မို့လို့ချို့ဟာတွေမှာသူတို့အဆင်မပြေတာလည်းရှိတော့ ဒီခါဝယ်တဲ့အခါကျရင်ပေါ့နော်တေချာကြည့်ပြီးတော့တေချာစစ်ဆေးပြီးတော့ဝယ်ပါဆိုတဲ့ညွှန်ကြားချက်မျိုးပြောတာမျိုးတွေလည်းရှိတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်အဲ့တော့အဲ့ဒီဥစ္စာကလည်းဖြစ်နိုင်ခြင်းရှိတယ်ပေါ့နော်အဲနောက်တစ်ခုကတော့ဒါတို့ဖလှယ်ကြမယ်ပေါ့ဖလှယ်ကြအဲတို့ရဲ့အတွေ့အကြုံဟိုဘက်မှာလည်းစစ်ပွဲတစ်ခုဖြစ်နေတယ်ဒီဘက်မှာလည်းစစ်ပွဲဖြစ်နေတယ်အဲ့ကြအဲ့စစ်ပွဲနှစ်ခုထဲမှာပေါ့နော်ဒါမင်းအောင်လိုင်ဘက်ကကောင်တွေကအဲတင်ကန်းစာပုံစံမျိုးယူလာမျိုးတွေရှိမယ်အကြံဉာဏ်ယူလာမျိုးတွေရှိမယ်ပြန်ဒါစင်နီးပြော်နဲ့ပတ်သက်တဲ့ဟာမျိုးတွေပေါ့နော်အဲ့ဒါမျိုးတွေအတွက်ကိုဒါဖလှယ်ကြတယ် ဖလှယ်ကြလိမ့်မယ်လို့လည်းဒါကြောင့်ကျွန်တော်ယူဆရတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုဖလှယ်ရင်ဘာဖြစ်လာမလဲဆိုတော့အေးငါတို့တော့တော့ဘလို့အလံမြူထောင်ခဲ့တာပဲကွာငါတို့တော့တော့ဘလို့လက်နဲ့ချလိုက်တာပဲကွာအေးငါတို့တော့တော့ drone နဲ့တိုက်ခင်ရတော့ဘလို့တေဝါကကွာဆိုရယ်ပုံစံမျိုးတွေပဲဖလှယ်ရမယ့်အနေအထားဖြစ်နေတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အခုလက်ရှိဒေါ်လာရင်းကတော့တော်တော်ကိုအချိန်ဟုန်ပြင်းလာတာပေါ့ပြင်းလာတဲ့မြစစ်ကောင်စီဘက်ကထိခိုက်မှုတွေဆုံးရှုံးမှုတွေကတောက်လျှောက်ဖြစ်လာတယ်ပြီးတော့သူတို့စီကနေပြီးတော့ဒါမသိမသားပါနော်ခိုးပြီးတော့သွာလာနေတဲ့လမ်းကြောင်းတွေကအစ တပ်ဖွဲ့တွေကလုံးဝရအောင်သတင်းလိုက်ပြီးတော့ဒါပြစ်ခတ်ရှင်းလင်းတာမျိုးတွေအောင်ပွဲရအောင်အကျိုးမြတ်ရအောင်ဆောင်ရွက်တာမျိုးတွေကအများကြီးဖြစ်လာတာကိုအဲကြတော့အဲသူတို့ရဲ့အနေထားတဖြည်းဖြည်းကျုံလာတဲ့အနေထားမှာပေါ့နော်သူတို့မှခုနလိုဟိုအဆင်မပြေတဲ့ နိုင်ငံနှစ်ခုပေါင်းပြီးတော့ဗောနော်အဲသူတို့အတွက်ဒါဖလှယ်ဖို့ဆိုတာလည်းဒါကျွန်တော်နောက်ထပ်စဉ်းစားချက် တစ်ခုအနေနဲ့စဉ်းစားလို့ရတယ်ဗောနော်အဲဘလို့ပဲဖြစ်ဖြစ်ဒါသူတို့ကတော့ဒါစစ်ရှုံးတဲ့သူအချင်းချင်းပြန်ပြီးတော့ဖလှယ်မှာဖြစ်တဲ့အတွက်ဗောနော်အဲခုနလိုအဲအဆင်မပြေတဲ့ဟာတွေကပဲပို့ပြီးတော့များနေမယ်ဗောနော်ဒါပေမဲ့ကျွန်တော်တို့ကအဲသတိထားရမယ်ဘာဖြစ်လို့လဲဆိုတော့ဤပညာနဲ့ပတ်သက်တဲ့ဟာတွေပြီးတော့အဲခုနလိုဒါတိုက်ခိုက်ပစ္စည်းတွေနဲ့ပတ်သက်တဲ့ဟာမျိုးတွေဆိုရင်အဲကျွန်တော်တို့တပ်ဖွဲ့တွေကကြတော့တစ်ခုခုဆိုရင်ကျွန်တော်တို့က ငွေကြေးမလုံလောက်မှုတွေရှိတယ်ပေါ့နော်ပြည်သူစီကအကူအညီတောင်းရတာရှိတယ်စစ်ကောင်စီကကြတော့အဲ့လိုမဟုတ်ဘဲနဲ့အဲ့ဟာဘဏ္ဍာငွေပေါ့နော်ပြည်သူရဲ့ဘဏ္ဍာငွေကိုအလွဲသုံးစားလုပ်ပြီးတော့သူစိတ်ကြိုက်သုံးနိုင်တဲ့အနေအထားဖြစ်နေတာဖြစ်နေတာဖြစ်တဲ့အတွက်အဲ့လိုဟာမျိုးတွေရခဲ့ပြီဆိုရင်တော်လိုင်းတက်ဖွဲ့တွေကိုထပ်ပြီးတော့ဖိနှိပ်မှုတွေလုံအောင်ပါပဲပေါ့နော်ထပ်ပြီးတော့ရဆက်မှုတွေလုံအောင်ပါပဲအဲ့တော့အဲ့ဥစ္စာတွေအတွက်ကိုတော့ကျွန်တော်ကပြင်ဆင်ထားတဲ့ရန်သူကိုအထင်မသေးတင်ဘူးပေါ့နော်နောက်တစ်ခုကတော့ဒါကျွန်တော် WFE ကနေပြီးတော့ထုတ်တဲ့ ဇာနဲ့ဟိခါပေါ့နော်ဒီဘေးတင်တဲ့ပြည်သူတွေပေါ့နော်ကပ်ဘေးတင်တဲ့ပြည်သူတွေကိုထောက်ပံ့ပေးပေးတဲ့ဒီပစ္စည်းတွေစားတောက်ကုန်တွေအဲ့ဟာတွေကိုဒါရှေ့နာဂစ်တောင်းရလိုပဲပေါ့နော်အခုဆိုရင်ဒါစစ်တဲ့အတိုင်းဝိုင်းနေမှာဒါပြီးရင်အပြင်အရက်ဘက်ဟိုဟာတွေဂျားထဲမှာပေါ့နော်အဲသူကရောင်းဝယ်တဲ့ပုံစံမျိုးတွေတွေ့လာရတယ်အဲပြီးရင်ဘစ်ကစ်တွေပါရဲဆိုရင်သူကတထုပ်ကို3ဒေါ်လာလောက်တန်တယ်ပေါ့နော်အဲ့လိုဟာမျိုးဆိုရင်သူကအပြင်မှာဝယ်လို့ရတဲ့အနေအထားဖြစ်လာတယ်ပေါ့နော်အမေရိကန်ဆိုရင်အဲ့ဟာတွေကဒါ အင်းအောင်စုတစုကိုဒါအထုပ်90ဆို90အဲ့လိုပုံစံမျိုးနဲ့ပေးတဲ့ဟာတွေဒါပေမဲ့လေကိုကျိုးရှာတဲ့កောင်တွေကကျွန်တော်တို့နိုင်ငံမှာရှိတယ်အဲ့လိုခါမျိုးတွေကြောက်မလို့အခုဆိုရင်တကယ်ဒုက္ခရောက်တဲ့တကယ်ဘေးသင့်နေတဲ့ပြည်သူတွေကမရဘဲနဲ့ပေါ့နော်အဲခုနလိုဒါဘေးမသင့်တဲ့နေရာကកောင်တွေကဒီဥစ္စာနဲ့ပတ်သက်ပြီးတော့ဈေးကွက်တစ်ခုလောက်တော့ရောင်းစားနေကြတာ၄ရောင်းဝယ်နေကြရတွေ့ရတာတကယ်စိတ်မကောင်းစရာပဲပေါ့နော်ပြီးတော့စစ်တပ်ကកောင်တွေကဒါမျိုးပုံစံမျိုးတွေအရန်လှုပ်တဲ့တယ်ရှေ့ပိုင်းကာလာတစ်လျှောက်လုံးမှာလည်းအဲ့လိုပုံစံမျိုးပဲလှုပ်ခဲ့တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကဖြစ်စေချင်တာ သူတို့စီကနေပြီးတော့တဆင့်သွားပြီဟဲ့ဆိုတဲ့အခါကျရင်ပြည်သူစီကိုဘယ်တော့မှမရောက်ဘူးပြည်သူစီကိုဘယ်တော့မှပြေးပြေးဝါမပေးဘူးပေါ့နော်။အဲကြောင့်အဲ့လိုမျိုးဖြစ်နေတာဖြစ်တဲ့အတွက်ဒီကောင်းနေစီကိုမပေးဘဲနဲ့တကယ်ဒုက္ခရောက်နေတဲ့ပြည်သူတွေလက်ထဲကိုရောက်နိုင်မဲ့နီလန်းတွေကိုပဲကျွန်တော်ကတော့ဒါအကြံပေးခြင်းတယ်ပေါ့နော်။အဲတော့ကျွန်တော်ဒီငွေလေးနဲ့ပတ်သက်လို့ခန်းစားရတဲ့ပြည်သူတွေလည်းအများကြီးရှိတယ်။အိုရင်တိုက်တာဆောက်အောင်ပျက်စီးသွားအများကြီးရှိတယ်။အချို့ဆိုရင်အနှစ်နှစ်လလစူဆောင်းပြီးတော့မှတိဆောက်ခဲ့တဲ့ဒီအိမ်လေးပေါ့နော်။နေမယ်လို့ကြံရုံပဲရှိသေးတယ်ပျက်စီးသွားရရှိတယ်အခုချိန်ထိဒါနေချင်းညချင်းပေါ့နော် ဒါလမ်းပေါ်မှာထွက်အေးရတဲ့အနေအထားတွေကြုံလဲရတဲ့ပြည်သူတွေကအများကြီးရှိတယ်။အဲ့တော့တော့ဒါကြောင့်စိတ်မကောင်းစရာပေါ့နော်။ဒါပေမဲ့စိတ်မကောင်းစရာတွေဖြစ်နေတယ်ဆိုပြီးတော့လည်းကျွန်တော်တို့ရဲ့ဒီဒေါ်လာရင်းရက်တန်နေလို့မရဘူး။ဒီလိုမျိုးစိတ်မကောင်းစရာတွေဖြစ်လာတာဆိုတော့မြစ်ဖြားကခုနလိုအာနာရှင်စနစ်ကြောင့်မလို့ပဲဖြစ်တယ်။အဲ့တော့အိုက်အာနာရှင်စနစ်မြစ်ပြပျောက်ဆုံးသွားသည့်အထိကျွန်တော်တိုက်ပွဲဝင်ရမှာဖြစ်တယ်ဆိုတဲ့အကြောင်းဒီနေရာကနေပြောချင်ပါတယ်ဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။